ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်မင်္ဂလာဆောင်အင်ဂျီနီယာဆွေမျိုးတွေပြည့်နှက်နေကြပါတယ်ကလေးတွေကလည်းစောကစားနေကြပါတယ်အခန်းရဲ့တောင်မှာကွန်ဒရီတွေကိုထွေးထားပါတယ်အိုဖျားရေဒီခန်းထဲမှာအမိုက်တွေရှုပ်ပွားနေတာပဲ ဒီချွေးမလေးယောက်ကဘယ်ရောက်နေကြလဲမသိဘူး။ဒေါ်မီစင်ကပွားစီပွားစီလှုပ်ပြီးအခန်းနောက်တစ်ခန်းလေးကိုဝင်လာပါလိမ့်။အဲ့ခန်းမှာထက်ထက်ကဝင်းမြင့်နေစကားများနေခဲ့ပါလိမ့်။ဒီမှာကြည့်တကယ်လို့ရှင်ကျမတို့စာရီမဝယ်ဘင်းကျမမက်လေးရဲ့မင်္ဂလာဆောင်မသွားအောင်နော်။ထက်ထက်ကြီးနည်းနည်းလောက်တော့နားလည်ပြီးပါဦး။မင်္ဂလာဆောင်အိမ်မှာအဲ့ဒေရီလေးရှိနေတယ်။သူတို့တို့ကမနေ့စာနေ့လယ်စာတွေအတွက်ကုန်ကြစည်တွေကိုယဉ်ကြည့်အောင်မယ်လေ။မင်းမှရှိတဲ့စာရီအဟောင်းတွေကိုပဲဝင်လိုက်ပါ။ ဒီမှာကြည့်ရှင်ကျမကိုစာရီလက်လှလေးဝယ်ပေးမှကျမမက်လေးရဲ့မင်္ဂလာဆောင်သွားမှာနော်မဟုတ်ရင်ကျမမိဘရင်ကိုသွားလိုက်မှာပြီးရင်ရှင်ကလက်ပိုက်ပြီးကြံနေလိုက်မယ်ဟုတ်ပါပြီမိဘရင်သွားချင်နေဆိုရင်သွားလိုက်ပါချွေးမကေးသည်နင့်ဘသူမှမတားဘူးချွေးမတွေကတီလို့အချင်းဆက်ကိုငါမကြိုက်ဘူးဒီမင်္ဂလာဆောင်အိမ်မှာလှုပ်ရှားရည်အများကြီးရှိတာမသိကြဘူးအလုံးမလုံးပဲယောက်ျားရည်နဲ့စကားများနေကြတယ်ဒေါ်မေစင်ကစူပူကျင်းပေါင်းလိုက်တော့ထထနဲ့ကီတီတို့ကမျက်နှာလေးတွေမဲ့ပြီးတန်ရှင်းရေးလုပ်ဖို့အတွက်သွားကြပါလိမ့်။ အတော်ခင်မြရဲ့ဦးလေးရဲ့အတော်တို့ခဏလောက်အပြင်ထွက်ပြီးထိုင်မေးပါလားတပြည့်စီလေးလဲချင်လို့ဟဲအပြင်မှာအလောက်ပူပြင်းတဲ့နေရာထွက်နေတာကိုငါလေးပူးတယ်မခံနိုင်ဘူးပေးနာနဲ့လှဲသွားလိုက်ချက်ချက်ကစိတ်တူတူနဲ့ပွန်စီပွန်စီလုပ်ခဲ့ပါတယ်ဟင်းဒီအတော်ကညီးထက်တောင်ပူပြင်းနေသေးတယ်နည်းနည်းလေးထဖို့ဖင်လေးနေတယ်လင်ညီမကြီးရဲ့ညီမတီစုပေါင်းမိသားစုရဲ့မင်္ဂလာဆောင်မှာနေမိတာအရန်နောင်တရရတာပဲအဲ့ဒီအစား ညီမကို့အမေအိမ်ကိုတောင်ပြန်သွားရင်တော့ပိုကောင်းမယ်။နေဖို့အတွက်အခက်နှခက်မရှိတယ်။ပြီးတော့ရာတီဥတုကလည်းအရန်ပူပြင်းနေ။ညီမတော့ညီမတို့ရဲ့လင်ညီမလောက်အတွက်ပိုပြီးတော့စိတ်ပူနေမိတယ်။ချွေးမအငယ်နဲ့ချွေးမကြီးရဲ့နင်တို့အခုချိန်ထဲလက်တူနဲ့မုံချိုးတွေမလောက်ရသေးဘူးလား။အမေကြီးရဲ့ကလပဲအည်ကိုတော့စစ်ပြီးကြော်ပြီးသွားပါပဲ။တကြားရည်တဲ့စိန်ပြီးတော့အလုံးလေးတွေလှုပ်ဖို့ပဲကြံတော့တာပါ။အမလီလီချွေးမတို့ရဲ့နင်တို့အချင်းပြစ်လက်တူတွေပဲလှုပ်နေလား။ဧည့်သည်တွေလည်းပိုက်ဆံနေကြပြီ။ သူတို့အတွက်အစားအသောက်ကိုဘယ်တော့မှချက်ပြုတ်မှာလဲစုပေါင်းမိသားစုအတွက်ချက်ပြုတ်ဖို့ပြောလိုက်တော့အပူတန်းကြောင့်စိတ်ညစ်နေတဲ့အေးခိုင်ကဒုသာထွက်သွားခဲ့ပါတယ်အမေရဲ့အတော်နဲ့သူတို့ရဲ့ချွေးမတွေကလည်းစုပေါင်းပြီးချက်ပြုတ်လို့ရတာပဲလေသူတို့ကဘာလို့ဒီတိုင်းငုတ်တုတ်ထိုင်နေကြရလဲဒီမှာအမေကစပုံမှုတွေခေါလုတ်ခိုင်းတင်တာလေချွေးမရေအင်ကိုလာတဲ့ဧည့်သည်တွေကိုချက်ပြုတ်ခိုင်းမကောင်းလေဒီနေ့မင်္ဂလာဆောင်ပြီးသွားလိမ့်မယ်မနေ့ပြန်ကြရင်အားလုံးကပြန်သွားကြမှာပဲဟုတ် ဒါဆိုမနေ့ပြန်မပြန်ကြမဲ့စားဒီနေ့ပဲပြန်သွားလိုက်ရင်ကောင်းမယ်အိမ်လဲရှင်းသွားတာပေါ့ဒေါ်မင်းစင်နဲ့ဦးမျိုးမင်းတို့မှတန်းခါရောက်ရှိပြီးတော့အခန်းနှခန်းမှာချွေးမလေးယောက်နဲ့သူတို့ရဲ့ကလေးနှစ်ယောက်သုံးယောက်စီနေကြပါတယ်။ဒါကြောင့်အတူတူကနေထိုင်ရတာအတော်လေးခက်ခဲပါတယ်။အထူးသဖြင့်ပူပြင်းတဲ့နွေရာသီမှာဆိုအခန်းနှခန်းလုံးကမီးဖို့တစ်ခုလိုမျိုးပူလောင်နေတတ်ပါတယ်။အလို့ဆို၅ယောက်မြောက်ချွေးမလောင်စားကြီးကသူ့ရဲ့စူပေါင်းမိသားစုမှာညှိနှိုင်းပြီးတော့နေနိုင်မလား။ဒါကြီးနဲ့ရဲလင်းတို့က ခန်းခန်းနားနားနဲ့မင်္ဂလာဆောင်ခဲ့ကြပါတယ်။အဲဒီနောက်မှာဇာကြီးကရောက်ခမရင်ကိုရောက်လာခဲ့ပါတယ်။အဲဒီမှာချွေးမလေးယောက်ရဲ့ကလေးတွေကပျော်ရွှင်စွာနဲ့ကောက်ခုန်နေကြပါတယ်။အတောင်ငယ်လေးယောက်လာပြီ။အတောင်ငယ်လေးယောက်လာပြီ။ဟဲ့အတောင်ငယ်လေးယောက်လာပြီ။အတောင်ငယ်လေးယောက်လာပြီ။ဟဲ့ကောင်ကြကြငါအတော်လှွန့်ဒါငါအတော်မဟုတ်ဘူးမဟုတ်ဘူးဒါသားတော်ပါအမဘဘူးရဲ့သားအတော်နဲ့အတူအိမ်မှာကြကြ နင်ကအတော်နဲ့တူတူဘာလို့အိတ်ချင်တာလဲဆိုတော့အဲကိုလာရဲ့လီအီအီလေးကိုခံမို့မလားပါးတစ်ချက်ရိုက်လိုက်ပါးနီရဲသွားမယ်နော်။အိုဖျားရေပူလွန်းလို့ကျမမှာနေလို့ထိုင်လို့မရတော့ဘူး။ပြီးတော့ဒီကလေးဆိုးတွေကလည်းကျမကိုမှကော်နဲ့ကတ်ထားတယ်လို့ပဲကတ်နေကြတယ်။ရဲလင်းရဲ့မိမပူနေပုံရတယ်။နင်တို့လေးယောက်ဒီတိုင်းပဲမတက်ရက်မနေနဲ့တော့နင်တို့ကလေးတွေကိုခေါ်ထားကြစမ်း။ဟုတ်ကဲ့ပါအတော်ကြကြော်နဲ့ဖူဖူနင်တို့အတော်ပူနေလို့အနားယူခိုင်းလိုက်လေ။ ဒီချိန်မှာဇာကြီးရဲ့ခန်းဝင်ပစ္စည်းတွေမှာပါလာတဲ့အေကူလာကိုမြင်တော့ဒေါခင်မြကလောဘစိတ်နဲ့ပြောလိုက်ပါတော့တယ်။ကြည်စံချွေးမငယ်ကခန်းဝင်ပစ္စည်းတွေမှာအရန်ကောင်းတဲ့အေကူလာကိုယူလာတယ်။ရဲလေးရဲ့ငါတို့လည်းလီအီအီလေးရအောင်လုပ်ပေးပါအောင်ဟဲ။ဟုတ်တော့အခုဖွင့်ပေးပါမယ်။ရဲလင်းကအေကူလာကိုဖွင့်လိုက်တဲ့နေ့ကလေးတွေအားလုံးကအေကူလာပပတ်လေးမှာဝိုင်းပြီးနေနေကြပါတယ်။ဂျေးဒီအေကူလာတွေကနေတော်တော်အေးတဲ့လေတွေထွက်နေတယ်။ တောက်တော့လေးလေးတိုက်နေတကယ်ပါမေးစင်ရဲ့အေဂူလာတော်တော်လေးအသုံးဝင်တဲ့ပစ္စည်းပဲလေးအေးလေးရတော့တော်တော်လေးတက်တာသွားတာပဲဟုတ်ပါဟဲ့ခုနလေးတင်ပူလုံးလုံးအိုက်နေတာအခုတော့ရှမ်းပြည်ရောက်သွားတယ်လို့အေးနေရောပဲချွေးမအသိရဲ့နှစ်ဖက်ကိုလည်းလေလာတယ်မလားဟုတ်ကဲ့ပါမေးလေရတော့တိုက်မယ်အကြီးကြီးမိသားစုတစ်ခုလုံးကအေဂူလာရှေ့မှာစုပြုံပြီးထိုင်းနေကြတာ တို့သမီးအစ်စ်ဖြစ်တဲ့အတွက်ကြောင့်ဒါကြီးကရှင့်ယွန်ပြီးဘာမှမပြောနိုင်ရှာပါဘူးတဖြည်းဖြည်းနဲ့ညရောက်သွားခဲ့ပါတယ်ဆွေမျိုးတွေနဲ့မိသားစုဝင်တွေကအခန်းနှခန်းမှာတူးဝေပြီးအိတ်လိုက်ကြပါတယ်နောက်တနေ့မနက်မှာတော့ဇာကြီးကအိတ်ချင်မှုတို့နဲ့လက်ဖက်ရည်ကိုဖြုန်နေခဲ့ပါတယ်ညီမလေးရေလက်ဖက်ရည်ဖြော်လို့ပြီးရင်မိဖို့ပေါ်မှာတဲအိုးတင်လိုက်ငါကြုံနေပြီးပြီနင်ရိုတီလောက်လိုက်နော်ဒီလောက်ကြီးတဲ့ဇလုံးနဲ့ဂျုံပြိနေထားတာကိုမြင်တော့ဇာကြီးကကြောင်တောင်တောင်ဖြစ်သွားခဲ့ပါတယ် ရောင်းမနင်းဤရဲ့ညီမတို့မိသားစုအတွက်ကြုံနေထားတာနည်းနည်းများမနေဘူးလားတလောက်ပူတဲ့ရာသီဥတုမှာဘသူကရိုဒီအများကြီးကိုစားနိုင်မှာလဲညီမလေးရဲ့နင်အခုမှအိမ်အောင်ကြတာဆိုတော့ကြုံနေထားတာများတယ်လို့ထင်နေမှာပေါ့ဒီအိမ်ကလူတွေဘလောက်စားလဲဆိုတော့သိသွားရင်လေနင်နားလည်သွားမှာပါအိမ်ကလူတွေမနှက်စာစားပြီးဧည့်သည်တွေပြန်ရထားမှာစားဖို့တွေ့တဲ့အဲ့ဒါအာလူပူတွေလည်းလုပ်ပေးရအောင်ပါ ဒီလောက်ဘူးရဲပူရင်းမှာရူတီတွေအများကြီးကိုလုပ်ပြီးဇာကြီးမှာချွေးတွေပြန်လာခဲ့ပါတယ်။အိုးဖရားရေကျမဘယ်ရနေဘလို့တီစုပေါင်းမိသားစုတွေရောက်လာလဲပြီးတော့လင်ညီမ၄ယောက်ရှိတာတယောက်မှရူတီလာလိမ့်ပေးမယ်ဆိုပြီးအာရုံမရကြဘူးရူတီနဲ့ဟင်းသီးဟင်းရွက်တွေကိုချက်ပြုတ်ပြီးတဲ့နောက်ဇာကြီးကသူ့ယောက်ျားနဲ့ KO တွေအတွက်ထမင်းကြံတွေကိုပြင်ဆင်ပေးလိုက်ပါတယ်ကိဒီဒီနေ့ငါအဝေးစားတွေအကုန်လုံးကိုရှော့လိုက်နော်ဝိစီယာတစုံတော်မရှိတော့ဘူး ။ကောင်းပါပြီ။ရှော့ပေးပါမယ်။အခုသွားတော့။တနင်္လာကောင်းတဲ့ချွေးမအရာလုံးကပူပြင်းတဲ့ရာသီမှတော့ပူပေါင်းပြီးဧည့်သည်တွေအတွက်တထားလေးမှာစားဖို့ချက်ပြုတ်ပေးကြပါရစေ။ပြီးတဲ့နောက်တန်ရှင်းရေလုပ်ပြီးထိုင်နေတော့မှပဲမိပြက်သွားပါတော့တယ်။မိပြက်တဲ့သူတွေဒုက္ခရပါစေ။နေခင်းဖက်မှာမှနည်းနည်းလေးအနားယူဖို့ချိန်ရတာ။အဲ့ဒီချိန်မှာပဲမိပြက်သွားကြတယ်။ဒီနေ့တော့အခန့်မိမွေထားတယ်ဆိုတော့မိဖို့လို့ပူလောင်းနေရပဲ။လာ ညစ်သေးောက်သွားပြီးရေစင်းချိုးင်းနဲ့အဝတ်သားလျှော့ကြရအောင်လေညစ်ပတ်တဲ့အဝတ်တွေကိုအထုံနဲ့ထုတ်ပြီးချွေးမဟရလုံးကအပြင်ထွက်ဖို့လုပ်နေပါတယ်ဒီချိန်မှာရောက်ခမကကြားလိုက်ပါတယ်ဟဲ့ချွေးမတွေငါနေတော့ဘယ်နှခါပြောရမလဲအိမ်အပြင်ထွက်ရင်ပဝါခြုံသွားရမယ်လို့အိမ်နီးနားချင်းတွေတွေ့ဘလို့ထင်ကြမလဲဒီမှာအပူကြောင့်အသက်ရှူကျက်နေရယ်အမေကပဝါခြုံရမယ်လို့ပြောနေသေးတယ်ပွားစီပွားစီလှုပ်ပြီးဇာကြီးကလင်ကြီးမလေးယောက်နဲ့အတူ ပဝါကိုခြုံလိုက်ပါတော့တယ်ခဏကြာမှသူတို့လေးယောက်လုံးကမျက်စိကိုရောက်ပြီးရေစင်းချိုးကအဝတ်လိမ်းလျှော်ကြပါတယ်မမင်ဖူဖူထွန်းထွန်းရေ ကောင်းကောင်းရေစင်းချိုးကြနော်ကျောင်းတော်ရေအတော်လေးလာစင်းချိုးလေစားချီရေညကလေးလေးတွေလိုပဲရေနဲ့ဆော့ပြီးရေချိုးနေတယ်လင်ညီမကြီးရေညီမရဲ့မိဘအိမ်ဟာကင်းကမြေကမ်းပေးမှာပဲရှိရလေအဲ့မှာဆိုမနဲ့ရောညပါလေကောင်းလေတန်းတွေတိုက်ခတ်ပြီးတော့ မြစ်ထဲမှာရေးစင်းချိုးလို့လည်းရတယ်ပြီးတော့အိမ်ကလည်းကြကြဲဝန်းလေးရှိရလေဒါပေမဲ့ရောက်ခမအိမ်မှာအခန်းနှခန်းရှိတာတော့အရင်ကျင်းနေရောင်းမတော့ဒုက္ခမရဘူးလားယင်အနာကူကြားပြီးတော့လင်ညီမလေးယောက်လုံးကဝန်းနေသွားကြပါတော့တယ်ဒုက္ခတော့ရောက်တာပေါ့ဟဲ့ဒါပေမဲ့ငါတို့လေးယောက်မှလည်းတခြားရွေးချယ်စရာမှမရှိတာစူပေါင်းမိသားစုမှလက်ထက်ထားတော့တီးခန့်ရမှာပဲငါတို့ယောက်ျားတွေရဲ့ဝင်ငွေကလည်းစားစေးနဲ့တိမ်ကုန်နေတာ အဲကိုလာတလုံးလောက်ဝဲဖို့ဒါမှမဟုတ်အခန်းတွင်စောက်ဖို့ငွေမစုနိုင်ဖြစ်နေရလေရေချိုးဝက်လျှော်ပြီးချွေးမဟာရောင်လုံးကအိမ်ပြန်လာကြပါတယ်အင်ကိုရောက်တော့ပူပြင်းတဲ့အင်ကြီးထဲမှာအပူတန်ကိုပြန်ခန်းစားရပါတယ်ဒီလိုနဲ့နေရတွေကုံဆုံးလာခဲ့ပါတယ်အရင်နောက်မင်းမလာတာကြောင့်သူတို့ကတညာလုံးဟင်းလင်းမြင်ခြံကြီးထဲမှာချင်းလီကြောင်းတွေမှာအိပ်ရပါတယ်ဒါကြောင့်ကလေးတွေအလုံးကပူတန်ကြောင့်အပူပူတွေထွက်လာခဲ့ပါတယ်ပြီးတော့အသက်ကြီးတဲ့ရောက်ကတိနဲ့ရောက်ခမတို့ကလည်းအပူတန်းကြောင့်သွေးတွေတိုးလာခဲ့ပါတယ် ီလိုနဲ့ချင်းမာတွေကသူတို့ယောက်ျားတွေနဲ့တိုင်ပင်ကြပါတယ်။ရှဲလီရေကျမတို့ချင်းမာ၅ယောက်လုံးစဉ်းစားနေကြတာ။ကျမတို့အိမ်ကအလုပ်တွေကိုပြီးအောင်လုပ်ပြီးအလုပ်တစ်ခုခုလုပ်ကြမလားလို့လေ။ဘာလို့လဲ။ငါတို့၅ယောက်ရှာပေးနေတာမလုံလောက်လို့လား။မင်းတို့ကအိမ်ပြင်ထွက်ဖို့လိုအပ်လို့လား။လူတွေဘယ်လိုတွေးကြမလဲ။အဲ့ဒါပဲလေ။ရှင်တို့လိုအလဲလက်တန်းစားစုပေါင်းမိသားစုတွေရဲ့အတွေးဆိုးတွေကဒါပဲ။ကဘာကြီးကငါတို့လာကျွေးနေရမှာမဟုတ်တာ။စဉ်းစားကြည့်ပါအောင်ရှင်။ ဝင်ငွေရှာတဲ့သူက၁ယောက်တည်းထိုင်စားနေတဲ့သူက၁၀ယောက်ဆိုရင်အိမ်မှာဝင်ငွေရ၈ပဲကုန်ကြစရိတ်ကတစ်ချက်ဆိုရတဲ့အတိုင်းပဲဖြစ်နေမှာပေါ့တကယ်လို့ကျမတို့လည်းပတ်စံနည်းနည်းရှာနိုင်တယ်ဆိုရင်အိမ်သုံးစရိတ်ကိုအလွယ်တကူသုံးနိုင်မှာပေါ့ပြီးတော့ဒီလိုနွေရာသီမှာ အခန်းအခန်းထဲမှာပဲဘလောက်ကြကြာထိနေနိုင်မှာလဲစဉ်းစားကြည့်ပါအောင်ရှင်နောက်ဆုံးမှာတော့ရဲလင်းကစာကြည့်ပြောတာကိုနားလေသွားခဲ့ပါတယ်အခုညီကောင်ကြီးအောင်လုံးကသူတို့ကိုအလုပ်လုပ်ဖို့ခွင့်ပြုလိုက်ပါတယ် ဒီလိုနဲ့၅ရောင်လုံးကနေရာဒီမှာအင်းရှိမှအအေးတွေကိုရောင်းကြပါတယ်။ချွေးမတချို့ကမြခင်ဖျားနဲ့ကော်စော့တွေလုပ်ပြီးရောင်းကြပါတယ်။သူတို့ရဲ့ဒီအလုပ်ကအောင်မြင်လာခဲ့ပြီးတော့ရန်နေငယ်တွင်ပါပဲအခန်းနှခန်းလုံးအတွက်အေဂူလာနဲ့ရေကြီးတတားကိုဝေပြီးထည့်ပေးနိုင်ကြပါတယ်။ဒီလိုနဲ့သူတို့ရဲ့နေရာဒီကပျော်ရွှင်စွာနဲ့ကုန်ဆုံးသွားခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။